မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုကမကြသေးမီကမှဝယ်ယူထားတဲ့ Airbus 319 XYALK လေးရင်နဲ့ပြပခီးစဉ်အဖြစ် ဘယ်လာရုစ်နိုင်ငံကိုထပ်မံထွက်ခွာမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးတဲ့နောက်အခုဇွန်လ25ရက်နေ့မှာလဲဘယ်လာရုစ်နိုင်ငံကိုထပ်မံတွားရောက်မှာဖြစ်တယ်လို့သိရပါဗျ။မင်းအွန်လိုင်းနဲ့အတူဇနီးတာတမီမြေမီသားစုများစုံစုံညီညီလိုက်ပါသွားကြမှာဖြစ်တယ်လို့သိရပါဗျ။မင်းအွန်လိုင်းရဲ့ဘယ်လာရုစ်နိုင်ငံပြည်ပခရီးစဉ်ဟာမနက်ပိုင်းဇွန်လ25ရက်နေ့မနက်ပိုင်းမှာထွက်ခွာမှာဖြစ်ပြီးတော့ဇွန်လ26ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ထုတ်ပြန် ချက်အရမင်းအောင်လိုင်ဟာဇွန်လ26ရက်နေ့ကနေဇွန်လ28ရက်နေ့အထိ Belarus နိုင်ငံမှာ Fourth Eurasian Economic Forum EF 2025အစည်းအဝေးကိုတက်ရောက်မှာဖြစ်ပြီးတော့အခြားပြည်နယ်တချို့ကိုလည်းတွားရောက်ပြီးတော့လေ့လာမှာဖြစ်တယ်လို့သိရပါတယ်။အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအွန်လိုင်းနဲ့မိသားစုအသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံကနေငှားရမ်းထားတဲ့ Airbus အမျိုးအစား A319115 MSN 5193လေယာဉ် XYALK ကိုဝယ်ယူခဲ့ရမှာ American dollar တန်း60နီးပါးနိုင်ငံတော် budget ကနေပြီးတော့ထုတ်ယူအသုံးပြုခဲ့တယ်လို့သိရပါတယ် Airbus လေယာဉ်ဝယ်ယူပြီးတဲ့နောက် main online ဟာ Mesla အတွင်း Russia နိုင်ငံနဲ့ Belarus နိုင်ငံကို၎င်း Abila အတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ Bimstat Summit အစည်းအဝေးကို၎င်းမေလာအတွင်းမှာရုရှားနိုင်ငံမော်စကိုမှာပြုလုပ်ခဲ့တဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ280ပြည့်ချီတက်ပွဲကို၎င်းဇက်တိုက်တွားရောက်ခဲ့ပြီးတော့အခုဇွန်လကုန်ပိုင်းအတွင်းမှာလဲမိသားစုတွေနဲ့အတူပြည်ပခရီးကိုထမှန်ထွက်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဟာညဘက်တွေမှာရန်လိုတဲ့ပုံစံမျိုးနဲ့စစ်ကားများကိုအချိန်ဟုန်ပြင်းပြင်းနဲ့မောင်းနေပြီးညရှင်တိုင်းနောက်ပိုင်းပြင်ပကိုထွက်တဲ့ဒူတိုင်းကို ဖမ်းမယ်ဆိုပြီးတော့ချင်းချောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ည၈နာရီနောက်ပိုင်းအပြင်မထွက်ရန်ချင်းချောက်တဲ့သတိပေးမှုကိုဇွန်လ23ရက်နေ့မနက်ပိုင်းမှာရက်ွက်အုပ်ချုပ်ရင်းမှုများကနေတဆင်၎င်းတို့နဲ့နီးစပ်သူများကိုအတိပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အပြင်မှာညဘက်တွေ့တာနဲ့ဖမ်းမယ်ဆိုတာကြောင့်ဘသူမှမထွက်ရဲကြပါဘူး။တရားဝင်သတိပေးတာမဟုတ်ဘဲနဲ့လက်သိပ်ထိုးပြီးပြောနေကြတာလို့လာရှုမျိုးကတူကရှင်းပြထားပါဗျ။ဒါအပြင်စစ်ကားတွေဟာလုံခြုံရေးကိုအကြောင်းပြပြီးတော့ညနဲ့ပိုင်းနေမှာကားကိုအချိန်ပြင်းပြင်းနဲ့ပတ်ပြီးတော့မောင်းနေတာကိုတွေ့ရပါဗျ။ အရက်တွေမူးယူပြီးတော့တွားနေတာမျိုးအော်ဟစ်ဆဲဆိုတာမျိုးတွေလုပ်တယ်ဘယ်သူမှအပြင်းမထွက်ရဲကြဘူးလို့မြို့ကန်တူကပြောပြထားပါတယ်နောက်ထပ်ဒေသခံတူကမြို့ပေါ်ကိုပဲကွက်ပြီးအုပ်ချုပ်ခွင့်ရတာတော်တော်လေးကိုအစာမကြေဖြစ်နေပုံပဲသူတို့တော်တော်လေးကိုဇယိုက်ကျမ်းတာကိုတွေ့ရတယ်လို့ပြောပြထားပါတယ်လားရှိုးမျိုးကိုတရုတ်အစိုးရအကူအညီနဲ့စစ်ကောင်စီက MNDA ထံကပြန်ရပြီးတော့ AP လတတိယဘက်ထဲမှာပြန်ဝင်လာပြီးမြို့ပေါ်ရက်ကွက်ဆက်နှစ်ခုကို အုပ်ချုပ်ခွင့်ရထားတယ်လို့သိရပါဗျ။သို့တော့အုပ်ချုပ်ခွင့်ရန်တရားကောင်းမွန်စွာလဲပတ်နိုင်ခြင်းမရှိဘဲလူရမှုများဓမြတိုက်မှုများမကြာခဏဖြစ်ပွားနေတယ်လို့သိရပါဗျ။ဇောလာ၂၄ရက်နေ့မနေ့ကလည်းလာရှိုးမျိုးအောင်မင်္ဂလာဈေးအနီးမှာအမျိုးသမီးတအုပ်ကို အမျိုးသား၄ဦးကတနက်ထောက်ပြီးတော့ဆိုင်ကယ်ဖုန်းနဲ့လက်ဝဲရတနာတချို့ကိုဓမြတိုက်သွားတယ်လို့သိရပါဗျ။ဇောလာ၂၃ရက်နေ့ကလည်းလာရှိုးမျိုးနယ်မြေ၆မှာအမျိုးသမီးတအုပ်ဆိုင်ကယ်လုခံလိုက်ရတယ်လို့သိရပါဗျ။ MNDAA ကလည်းစစ်တုံးမန်းအများပြားကို ထိမ့်သိမ်းထားဆဲဖြစ်ပြီးတော့အဲ့ဒီအပေါ်စစ်ကောင်စီတပ်ကမကြေမနက်ဖြစ်နေပြီးမြို့ပေါ်မှာအာဏာပြတဲ့လောက်ရများကိုလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပြထားပါဗျ။လားရှုမြို့တိုင်းတိုက်ပွဲအတွင်းမှာဖမ်းဆီးထိမ့်သိမ်းခံထားရတဲ့စစ်တုံးမန်းတွေကရမခတိုင်းအစ်အရာရှိတချို့ကို MNDAA ကဇွန်လ16ရက်နေ့မှာပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။ပြန်လွတ်လာတဲ့သူတွေကို စစ်ကောင်စီကစစ်ခုံရုံတင်ပြီးတော့စစ်ဆင်းနေကြောင်းသတင်းရရှိထားပါတယ်။လက်ရှိမှာတော့လာရှုံမြို့မှာလာဝကာကျမ်းမာရေးဌာနပညာရေးဌာနများဖွင့်လှစ်ထားပြီးတော့အုပ်ချုပ်ရေးရန်တရားလေပတ်အောင်စစ်ကောင်စီကစ조사နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီလင်းမြို့မှာရဲစခန်းမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာပြီးတော့အချုပ်ခန်းကိုစောင့်တဲ့ရဲတွေကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့ညပိုင်းကထီလင်းမြို့မှာရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးလာတဲ့အချိန်မှာအသက်50ကျော်အရွယ်နိုင်ငံရေးအကျဉ်းသူအပါအဝင်9ဦးဟာလမ်းခီးမှာမိုင်းနှိမ့်ပြီးတော့2ဦးဟာကြာဆုံးသွားပြီး ကျန်တဲ့၄ဦးကတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ထွက်ပြေးလို့မြောက်လာတဲ့သူတွေကိုတွားပြီးတော့ကြိုးဆိုခဲ့ပါတယ်။ခေါ်လာပြီးတော့စေကူတာပေးထားတယ်။အခုတော့သူတို့တွားကျင်တဲ့နေရာကိုပို့ဆောင်ပေးနေပါပြီ။ မိုင်းထိတာကသူတို့အုပ်စုက9ယောက်အုပ်စု9ယောက်အုပ်စုမှာကျန်တဲ့4ယောက်ကဒဏ်ရာရတယ်ဒါပေမဲ့တာမန်ပွန်းပဲ့ဒဏ်ရာလောက်ပါပဲအမျိုးသမီးကတော့တဲ့တဲ့မိုင်းနေပြီလို့ကြဆုံးသွားပါတယ်မိုင်းကဘလို့အမျိုးစားလဲတော့မသိရသေးဘူးမြို့ပြင်မှာထောင်ထားတဲ့မိုင်းပဲလို့ YRA ထီးလင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ကောင်စီလက်ကနေလွတ်မြောက်လာပြီးတော့လန်ခီးမှာမိုင်းနေမိပြီးတော့ကြာဆုံးခဲ့တယ်။နိုင်ငံရေးအကျဉ်းသူအမျိုးသမီးရဲ့ရုပ်အလောင်းကို YRA ထီးလင်းတပ်ဖွဲ့ကပြည်သူ့ကာကွယ်တပ်ဖွဲ့များကကောက်ယူပြီးတော့ဇွန်လ16ရက်နေ့မှာကောင်းမွန်စွာတကြိုးပေးခဲ့တယ်လို့သိရပါဗျ။အလားတူ ပဲထိခိုက်ဒဏ်ရာရရှိတဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်းလွတ်မြောက်နေမြေမှာရှိတဲ့စေကံတစ်ခုကိုပို့ဆောင်ကစေကုသပေးခဲ့တယ်လို့သိရပါဗါးထီးလင်းမြို့မှာရဲစခန်းအတွင်းကနေထွက်ပြေးလွတ်မြောက်လာသူများဟာပြည်သူ့ကာကွယ်တပ်ဖွဲ့များကို ထောက်ဖို့လုပ်နေတယ်ဆိုပြီးတော့ဖမ်းဆီးထားခြင်းဖြစ်ပြီးအမှုဆက်ခြင်းတရားစွဲဆိုခြင်းမရှိဘဲမတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနိုင်ငံရေးအကျဉ်းသားများထွက်ပြေးလွတ်မြောက်မှုနဲ့ပတ်သက်ပြီးတော့အချုပ်ခန်းဆောင်တဲ့ရဲတွေကိုစစ်တပ်ကဖမ်းဆီးနှိပ်စက်ရာရဲနှောင်းဦးသိမ်းဆုံးသွားတယ်လို့ရောလင်းနှန်းကတာဝန်ရှိသူကသတင်းပေးပို့ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက်ထီလင်းမျိုးကတက်နေမှုဒုတိယဗိုလ်မှူးကြီးထိန်လင်းကထီလင်းမျိုးမှရဲစခန်းကိုရောက်ရှိလာပြီးတော့ရဲတပ်ဖွဲ့ဝင်တွေအားလုံးကိုခေါ်ယူ ဖမ်းဆီးရိုက်နှက်ဆစ်ဆေးခဲ့တယ်လို့သိရပါဗျ။စစ်တပ်ရဲ့ရိုက်နှက်မှုကြောင့်ရဲတပ်ချက်မြင့်အောင်နဲ့ရဲတပ်ချက်ကျော်ဆန်းထွေးတို့နှစ်ဦးစလုံးပေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်ရဲတပ်သား၃ဦးဟာလည်းဆက်လက်ပြီးတော့အချုပ်ချခံထားရပြီးရိုက်နှက်ဆစ်ဆေးခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးတော့စစ်သားနဲ့ပြူစောထီ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၉ရက်နေ့ကအရာတော်မြို့နယ်ငွေရင်းပြူစောထီရွာနယ်မီတာ၈၀၀အနီးမှာတစ်ချိန်ဇွန်လ၂၀ရက်နေ့မှာအရာတော်မြို့နယ်ငွေရင်းပြူစောထီရွာအနီးမှာရှိတဲ့ ဥကြစီတရားပေးမှာတစ်ချိန်နဲ့ရတော်မြို့ပေါ်မှာရှိတဲ့ရက်ွက်အုပ်ချုပ်ရေးမှူးဥအောင်ကိုပြစ်ခတ်ရှင်းလင်းမှုတစ်ချိန်လှုပ်ဆောင်ခဲ့ရာစစ်သားနဲ့ပြူခွေစုစုပေါင်း9ဦးတေဆုံးခဲ့ပြီးတော့10ဦးကျော်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုများကို Danger Force မုံရွာခရိုင်ပကဖအထုတက်ခတ်ရေးတပ်ဖွဲ့နဲ့အတူမုံရွာခရိုင်ပကဖအရာတော်မြို့နယ်ပကဖမုံရွာခရိုင်အမှတ်27တပ်ရင်း NDRF တပ်ဖွဲ့နဲ့အခြားမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတနင်္လာရီတိုင်း ဘိမျိုးဘက်ကနေတနင်္သာရီဘက်ကိုမောင်းနေလာတဲ့အကြမ်းဖက်စစ်တပ်ရင်းနှန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဘုတ်ခင်းတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ19ရက်နေ့မနက်ပိုင်းမှာဘိမျိုးကနေတနင်္သာရီကိုမောင်းနေလာတဲ့ကား6စီးပါတဲ့ရင်းနှန်းကိုရန်ဖို့ကျေးရွာနဲ့ကန်းတို့ရွာချာစီအောင်ကုန်းအယောက်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုဘုတ်ခင်းတပ်ဖွဲ့ KNLA တိုက်ရင်ဆက်တဲ့ ဘိတ်ပါကဖနဲ့ပါကဖဇုံသုံးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယော်ရီတိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၈ရပ်ကွက်မှာစစ်မှုထမ်းရန်မဲနိုင်ခိုင်းပြီးတော့အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအကျုံးဝင်တဲ့လူငယ်များအားလုံးဟာမဲနိုင်တဲ့အခါမှာဗလာမပါဘဲနဲ့အကုန်လုံးပေါင်ပဲရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၈ရပ်ကွက်မှာ အုတ်ချုပ်ရေးမှုရာသာထုံးဆိုတဲ့ခွေးကအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များအလုံးကိုစစ်မှုထမ်းရန်အတွက်ဒီကနေ့မှမဲနိုင်ရန်ဆင့်ခေါ်ထားပြီးတော့ဗလာမပါဘူးလို့သိရပါတယ်။ပေါင်မဲများအလုံးစီစဉ်ထားတယ်လို့အသိပေးလာကြောင်းသိရပါတယ်။အသက်16နှစ်ကနေအသက်35နှစ်အထိစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေအကုန်လုံးကျမ်းမာရေးမကောင်းတဲ့သူတွေပါမဲနိုင်ခိုင်းတာစုစုပေါင်းမဲနိုင်ရမယ်လို့က200ကျော်တယ်။အကုန်လုံးပေါင်မဲပဲလို့ ်ထူးကြီးမျိုးနဲ့အမတ်တေရက်ကွက်ကလူငယ်တအူးရဲ့မိခင်ကပြောပြထားပါဗျ။စစ်မှုထမ်းစင့်ခေါ်ရမှာ၎င်းစစ်မှုထမ်းရမဲနဲ့ရမှာ၎င်းအင်္ဂဝုံမျိုးနဲ့ထူးကြီးမျိုးအမတ်တေရက်ကွက်အုပ်ချုပ်ရေးမှုရာဇာထိုးဆိုတဲ့ခွင်းမိသားစုနဲ့ဆွေမျိုးများကလူငယ်များလုံးဝမပါဝင်မဲနဲ့သူတို့ကြတော့ကင်းလွတ်ခွင့်ရရှိခဲ့တယ်လို့သိရပါဗျ။အခုသူတို့ခေါ်နေတာကအပတ်စဉ်တိတ်ကနေအပတ်စဉ်14ရက်ထိရှိနေပြီ။ အုတ်ကြီးအမျိုးတွေတယောက်မှမပါသေးဘူးအပြင်ကလူတွေပဲစစ်မှုထမ်းအခေါ်ခံရတာမဲနိုင်ခိုင်းတော့လဲအုတ်ကြီးအမျိုးမပါဘူးစစ်မှုထမ်းတော့လဲဒီစောက်ခွေးအုတ်ကြီးရဲ့အမျိုးတွေမပါပြန်ဘူးလို့မဲနိုင်ရတဲ့လူငယ်တို့ကပြောပြထားပါဗျ။စစ်မှုထမ်းမဲပေါက်ထားတဲ့လူငယ်အယောက်200ကျော်ကိုစစ်မှုထမ်းအပတ်စဉ်အလိုက်စီနီယာအတိုင်းရှင်းအောင်စစ်မှုသွားရောက်ပြီးတော့ထမ်းရမယ့်အချိန်ကာလကိုလဲ အုတ်ချုပ်ရေးမှုရာဇာထွန်းဆိုတဲ့ခွေးကစီစဉ်တတ်မှတ်နေတယ်လို့သိရပါဗျ။အုတ်ချုပ်ရေးမှုရာဇာထွန်းရဲ့ဆွေမျိုးတွေကလွဲပြီးတော့ဒကောင်စင်းမှာပါတဲ့အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းလူငယ်များအားလုံးစစ်မှုထမ်းခိုင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ